နောက်မင်္ဂလာပါရှင်ကျွန်မအမှတ်ဉာဏ်အကြောင်းကိုဆွေးနွေးနေခြင်းဖြစ်ပါတယ်မနေ့တော့ဆိုလို့ရှိရင်မှတ်ဉာဏ်ရဲ့သူ့ရဲ့ဒီစွမ်းရည်ရှိတဲ့ encoding သင်္ကေတတွေနဲ့တိမ့်နေပြီးရင် storage အဲ့ဒါကိုအင်းသင်္ကေတတွေထုတ်ပြီးတော့ဗောနော်ဒါဘယ်လိုဘယ်လိုကျေဘယ်မှညနေမှာတိမ့်မယ်ဆိုပြီး encoding လုပ်တယ်ပြီးရင် storage ပြန်ပြီးတော့ဒါကို store လုပ်ထားတယ်တိမ့်ထားတယ်ပြီးရင် record ပေါ့နော် retriever အာကိုပြန်လဲထုတ်ယူပြီးတော့စီလီယောရဲ့နေရာမှာသုံးပြူတယ်ဆိုရဲမှတ်ညာရဲ့စွမ်းရည်သုံးခုရဲ့အကြောင်းနေနောက်တစ်ခါမှတ်ညာရဲ့အမျိုးအစားတွေပေါ့နော်အတားတွေကိုကျွန်မဆွေးနွေးသွားပါတယ်ဒီနေ့မှလည်းပဲကျွန်မတို့ဆက်လက်ပြီးတော့ဒီကမှတ်ညာနဲ့ဆိုင်နေပေါ့နော်ကျွန်တော်တို့ဒီ sensory memory ပေါ့နော် sensory memory ဆိုတာလေသူတို့ကသူကကြတော့ အာယုံကအမှတ်ဉာဏ်ပေါ့နော်ဒီကအာယုံကတော့အာယုံ၈ပါးရှိတယ်ကျောင်းတို့မိမောင်းထုတ်ပြမှာကတော့အာယုံ၅ပါးပေါ့နော်အာယုံ၈ပါးရှိတယ်အာယုံ၅ပါးကိုကျမတို့မိမောင်းထုတ်ပြပြီးတော့ဆွေးနွေးပေးမယ်ဒီမှာဆိုလို့ရှိရင်အတွေ့အထိအာယုံရှိမယ်ထိတွေ့မှုအာယုံအဒါအကြာအာယုံနောက်တစ်ခုအမြင်အာယုံအနက်နောက်တစ်ခါကကြတော့အရသာဆိုပြီးတော့ဒါအာယုံ၅ပါးပေါ့နော်အဲ့ဒီအာယုံ၅ပါးကအဓိက sensory memory ရဲ့ဒါဒုတိယဒါအာယုံ ဒီကမှတ်ဉာဏ်ပေါ့နော်ဒီမှတ်ဉာဏ်ထဲမှာအဓိက၅ခုနဲ့တော့အဓိကထားပြီးတော့ဆင်းနေမှာဆက်လက်ပြီးတော့ကြတော့လေသူကဒီနောက်တစ်ခုကောနော်ဒီ၈ပါးမှာနောက်၃ခုကကြတော့ balance ခန္ဓာကိုယ် balance ဖြစ်အောင်ထိန်းနေတာသူ့ရဲ့ခံကြည့်တွေ့မှုပေါ့နော်ဟိုခံစားမှုပေါ့ကျမတို့တွေဒီမိမိရဲ့ခန္ဓာကိုယ် balance ဖြစ်နေအောင်ပေါ့ထိန်းထားနိုင်နေတာလေသူ့ရဲ့ကခံစားမှု sensory memory ရဲ့မှာပါပါတယ်နောက်တစ်ခုက body awareness ဆိုတာကြတော့သူကကြတော့ဒီ ီခန္ဓာကိုယ်ရဲ့ဘောနော်သူ့ရဲ့ဒီဖြစ်ပေါ်နေရလေးကိုမိမိခန္ဓာကိုယ်မှာပေါ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးကိုသူကဘာလို့မှ awareness လုပ်ပေးရပေါ့နော်သူကသူဒီဘောမှာမူတည်ပြီးတော့ပေါ့ဟွာလောက်တာပေါ့နော်ခံစားထိတွေ့ရင်းနဲ့မှာဟာသူကတူတူတောင်းတောင်းနဲ့ပဲသူရဲ့ဟန်ကိုယ်ခန္ဓာရဲ့အတိပေါ့နော်ဘယ်ဟာကိုမိမိခန္ဓာကိုယ်က အဲဘလို့လောက်ဆောင်ဘလို့မိမိခန္ဓာကဘာဖြစ်နေပြီပေါ့နော်ခံစားနေရတဲ့အချက်တွေပေါ့။ဩဥမာစာလောင်နေတယ်ပေါ့နော်စသဖြင့်မိမိရဲ့စိတ်ခံစားမှုကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းအရာပေါ့နော်။ဒါကိုလည်း sensory memory ထဲမှာပါပါတယ်။နောက်တစ်ခုကကြာမိမိဒါဟိုဖြားနာတယ်၊နာကျင်တယ်၊စာလောင်တယ်၊ပူလောင်တယ်။အဲဒါကကြာတော့တစ်ချက်နောက်သုံးမိတ်တစ်ချက်အနေနဲ့ဒါပေါ့နော်။ဒီတတိအထမမြောက်အဲအစတမမြောက် မဲဆန်ဆာရီမမ်မိုရီနေနဲ့ရှိတယ်။အဲပထမဒီမှာဆိုရင်ကျမတို့တကယ်လက်တွေ့ရှိတာကတော့တကယ်ကိုအမှန်တကယ်ရှိတာအမှန်တကယ်ရှိနေတာကအာယုံ၈ပါးရှိတယ်။တကယ်လက်တွေ့မှာချိန်ဆက်အသုံးပြုနေတာကြတော့အာယုံ၅ပါးနဲ့အသုံးပြုတယ် ရှိတာကတော့အာယုံ၈ပါအဓိကထားပြီးတော့လက်တွေ့အသုံးပြုနေရကြတော့အာယုံ၈ပါကိုပဲမိမောင်းထိုးပြီးတော့အသုံးပြုနေတယ်။ဒါဆိုရင်ကျမတို့အာယုံ၈ပါကိုလည်းတည်ထားဖို့လိုတယ်။အာယုံ၈ပါတွေဟာတီထီထွေးမှုအာယုံအကြာအာယုံအမြင်အာယုံနောက်တစ်ခါအနက်အာယုံနောက်တစ်ခုကအရတာပြီးတော့ခန္ဓာကိုယ်ထိမ့်ချညီထိမ့်ညှိထားနိုင်တာနောက်တစ်ခုမိမိခန္ဓာကိုယ်ရဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသိရှိတဲ့ ပဲ့နဲ့မိရဲ့တိတဲ့ညံနောက်တစ်ခုကကျတော့မိမိရဲ့ခန္ဓာကိုယ်ရဲ့အပူဓာတ်တွေစားလောင်တာတွေဒီမကောင်းဘူးလို့ခံစားရတာတွေပေါ့ဟိုအားကျတော့ body awareness ကကျတော့ခန္ဓာကိုယ်ရဲ့ဒါအပြင်ဘက်ကနေလာတယ်။ဟိုအားကျနောက်တစ်ခုဖြားတာတွေလို့ခံစားမှုတွေလို့ပူဓာတ်တွေလို့ဒီစားလောင်တာတွေကကျတော့ခန္ဓာကိုယ်ရဲ့အတွင်းမှရလာတယ်ပေါ့နော်။အဲခန္ဓာအဲ့ဒီကဟိုင်း၃ခုကိုထပ်ပြီးတော့ထပ်ဆောင်လိုက်တဲ့အခါမှာ စုစုပေါင်း၈ခုဖြစ်သွားတာပါဒါဆိုရင်ကျမတို့အဓိက sensory memory အတွက်ကအဓိကကျမတို့မိမောင်းထုတ်ပြီးတော့လေ့လာမှာကြတော့တီထွေမှုထီထွေမှုရဲ့အကြာအယုံရဲ့အမြင်အယုံရဲ့အနက်ရဲ့ကျမတို့ရတာရဲ့ဟုအဓိကထားလေ့လာမှာအဲ့ထဲမှာအဓိက၃ခုဆွဲထုတ်လိုက်ဦးမှာအဲ့ဒါထီထွေမှုရဲ့အကြာရဲ့အမြင်ရဲ့ပေါ့နော်ဒီ၃ခုကိုဆက်ပြီးတော့ဆွဲထုတ်ပြီးတော့လေ့လာမှာပါဒီမှာဆိုရင်ကျမတို့ဒီအယုံ၅ပါးကိုဒါ သုံးပြုပြီးလေ့လာခြင်းအပြင်တော့အဓိက sensory memory အာယုံကမှတ်ဉာဏ်နေမှာဘလောက်ထိသူကထိန်းထားနိုင်လို့ဆိုတော့သူ့ရဲ့ထိန်းသိမ်းနိုင်တဲ့ duration ကြာချိန်ဆိုတာရှိတယ်။အဲ့ဒါကကြာအမြင်ဆိုင်ရာမှတ်ဉာဏ်မှာဆိုလို့ရှိရင်သူကဒီ250 millisecond နေပြီ1000 millisecond ဆို1000 millisecond ဆိုရင်တစ်စက္ကန့်တစ်စက္ကန့်အမြင်အာယုံဆိုင်ရာမှတ်ဉာဏ်တစ်စက္ကန့်နဲ့သူမှတ်ဉာဏ်ကြီးကမှတ်မိတာကိုထိန်းသိမ်းထားနိုင်တယ် စကလုံးတွေကိုသူ့ကိုပြလိုက်မယ်စကလုံးဥပမာဟိုစကလုံး၅လုံးကိုပြလိုက်မယ်ပေါ့နော်စကလုံး၅လုံးကိုပြလိုက်မယ်ဆိုရင်သူ့၅လုံးဒီဥစ္စာကိုပထမဒီကြိမ်သူ့ကိုပြက်ခနဲ့ပြလိုက်မယ်ပြီးရင်ဒါကိုပြန်ပြီးတော့အုပ်လိုက်မယ်ပြန်မဲ့မိရာကိုပြော့ပြပါဆိုလို့ရှိရင်သူ့အကုန်လုံးကိုမပြောနိုင်တော့သူ့အကုန်လုံးကိုအချိန်ကြာကြီးသူမှတ်မှတ်မိနိုင်မှုသူဒါကို ကျမတို့ဒီတစ်စက္ကန့်အတွင်းမှာဆိုရင်ဒူတာကိုပြောပြနိုင်မယ်။အိုက်တဲ့ပူကြသွားလို့ရှိရင်ဒူတာအကုန်လုံးကိုပြန်မပြောပြနိုင်တော့ဘူးပေါ့နော်။ဒါကြောင့်အမြင်အစာအာရုံမှတ်ညာဟာ तू ဟာတစ်စက္ကန့်အတွင်းမှာအလွန်ဆုံးတစ်စက္ကန့်ဒီပါလောက်ပဲ तू မှတ်မိနိုင်တယ်။အဲအကြအာရုံကကြတော့အဲ့လိုမဟုတ်တော့ဘူး။၄စက္ကန့်လောက်ထိ तू မှတ်မိနိုင်တယ်။ထွေးထွေးမှုဆိုင်ရာမှတ်ညာကကြတော့၂စက္ကန့်လောက်ထိကိုမှတ်မိနိုင်ပါတယ်။ဒါကကြတော့ကြတော့ကျမတို့အာရုံကံ memory ကနေပြီးတော့အာယုံခံမှတ်ဉာဏ်ကနေပြီးတော့မှတ်မိနိုင်တဲ့အဒါအချိန်ပိုင်းခြားလေးတွေကိုစဉ်းစားပြခြင်းဖြစ်ပါတယ်ရှင်။ဒါမျိုးလေးတွေကိုတည်ခြင်းအပြင် တို့တွေကိုအကျဉ်းရင်များများဘလို့ပြီးလို့ရှိရင်ကျမတို့ဘလို့အကျဉ်းရင်ထက်ကထက်ကထက်ကတို့ထိတွေ့ခွင့်ပေးမယ်လုံဆောင်ခွင့်ပေးမယ်အဲကြားနာခွင့်ပေးမယ်ဒါဆိုလို့ရှိရင်တို့မှတ်ဉာဏ်တွေပို့ပြီးတော့ကြာစီမှတ်နိုင်လာမှာပေါ့အဲသူ့ရဲ့ဒီမှတ်ဉာဏ်မှာဒီကြိမ်ထိတွေ့ရုံနဲ့ဒီကြိမ်မြင်ရုံဒီကြိမ်ကြားရုံဒီကြိမ်ထိတွေ့မှုရုံနဲ့ဆိုရင်တော့ ီလိုပေါ့နော်အမြင်အရုံဆိုရင်10စက္ကန့်လောက်ပဲသူမှတ်မိနိုင်တယ်အကြအရုံဆိုရင်4စက္ကန့်မှတ်မိနိုင်တယ်ထိထိဖို့ဆိုင်ရာဆိုလို့ရှိရင်2စက္ကန့်လောက်မှတ်မိနေဒါတွေကိုများများထိထိသွင်းပေးမယ်များများကြားဝင်ပေးမယ်များများမြင်ခွင့်ပေးမယ်ဆိုရင်တို့ရဲ့မျက်ဉာဏ်ဆွဲရည်တွေကကလေးတွေပေါ့နော်လူသားတွေရဲ့မျက်ဉာဏ်ဆွဲရည်တွေကပို့ပြီးတော့ကောင်းမွန်ပြီးတော့ပို့တိုးတက်လာနိုင်တယ်ဆိုတာလေးကိုကျမတို့ကျမကနေပြီးတော့စစ်တီးပေးရခြင်းဖြစ်ပါလေရှင် အဲ့ဒီကနေပြီးတော့ကျမတို့ဒီမှာဆိုလို့ရှင် sensory memory ရဲ့ကျမတို့ဒီ brain development မှာကျမတို့အများကြီးဆွေးနွေးသားပြီးပြီးဘယ်နေရာလေးကတော့ကြားအရင်ကိုဖြစ်ပေါ်စေတယ်ဘယ်နေရာဒီကအစိမ့်လူလေးရကျတော့ဒါကကျတော့သူအပျော်ဆွမ်းဤနေရာမှာသွားတယ်အဲဒါပေါ့နော် visual အမြင်အရင်ကတော့ဘယ်ဒီအုံနောက်ရဲ့ဘယ်နေရာလေးကပေါ်လှုပ်ဆောင်နေဆိုတာလေးကိုကျမ brain brain development မှာအများကြီးဆွေးနွေးခဲ့တာဖြစ်တဲ့အတွက်ဒီမှာတော့ချက်ချက် ပြီးမဆွေးနွေးတော့ပါဘူးဒီကအာယုံကန် မှတ်ညံမှာဒီလိုမျိုးပိုင်းလေးတွေကနေပြီးတော့သူတို့တွေမှတ်တယ်ပေါ့နော်မှတ်မိစေတယ်အဲ့ဒီမှာလဲသူ့ရဲ့အကြောင်းအရာထဲမှာဒီအကြောင်းအရာတွေကတော့တချို့ကမြင်ယုံမြင်တာလေးမြင်လိုက်တာပဲသူ့ရဲ့ sensory နဲ့ sensory memory တွေကိုမြင်ယုံမဲမြင်ညာ memory တွေအထိမရဘူးလေတချို့ကကြတော့အနေအခြေအနေငယ်လေးတွေမဲ့သူကမှတ်မိနိုင်တယ် တချို့အကြောင်းအရာကြတော့အကြာကြီးတွေမှတ်မိနိုင်တယ်ပေါ့နော်အတုရဲ့အစ်စင်နိုင်အစ်စင်နိုင်ဟာမတူပါဘူးပထမဦးဆုံးကတော့စရောက်လာတာ sensory memory တွေကိုရောက်လာတယ်အဲ့ဒီ sensory memory တွေကိုရောက်လာတဲ့အခါမှာလည်းထိတွေ့သမျှကြားတွေ့သမျှမြင်တွေ့သမျှတွေဟာအကုန်ရောက်လာတာမဟုတ်ဘူးအကုန်ရောက်လာတာမဟုတ်ပါဘူးသူရရောင်းနိုင်တဲ့အပိုင်းချားလေးလက်ခံနိုင်တဲ့အပိုင်းချားလက်ခံနိုင်တဲ့အနေထားလေးရပဲသူရောက်ရှိလာတာပါအဲ့ဒီအမှတစီဒီကအကြောင်းအရာတွေကတော့ဒီက sensory memory အာယုံခံ အဲဒီကမှတ်ဉာဏ်တွေကိုရောက်ရှိလာမှာ short term memory တွေကိုတစ်စင်ပြောင်းသားမယ်အဲ့ short term memory ကမှတစ်စင်နောက်တစ်စင် long term memory တွေကိုသွားမယ်အဲ့လိုမျိုး stage တွေနဲ့ဟိုပါသွားတာပေါ့နော်အဲ့ဒါလေးတွေကိုဒါကျွန်တော်တို့ဒီကနေရာမှာဒီကလေးလာနေတဲ့မှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့ဆက်နွယ်နေတဲ့အကြောင်းအရာလေးတွေကိုကျွန်မဆွေးနွေးပေးပါရစေ။ဒါဆိုရင်အာယုံငံမှတ်ဉာဏ်ထဲမှာဆိုလို့ရှိရင် သူ့ရဲ့အပိုင်းအခြားဒီက duration အချိန်နေရာ တို့ရဲ့အမြင်ပေါ်မှာမူတည်ပြီးတော့ဘလောက်မှတ်မိနိုင်တယ်အကြအယုံပေါ်မှာမူတည်ပြီးဘလောက်မှတ်မိနိုင်တယ်အတွေ့အထိအယုံပေါ်မှာဘလောက်မှတ်မိနိုင်တယ်ဆိုတာလေးတွေကိုကျွန်မဆွေးနွေးပေးခဲ့ပါရယ်အမြင်ဆိုရင်10စက္ကန့်နီးပါးပဲမှတ်မိနိုင်မယ်အကြာဆိုရင်၄စက္ကန့်ထိတွေ့မှုဆိုရင်20စက္ကန့်လောက်ထိမှတ်မိနိုင်ပါရယ်ဆိုတာလေးကိုဆွေးနွေးပေးပါရစီရှင်အဲ့ဒီမှာအယုံခံမှုဆိုင်ရာတွေမှာကျွန်တော်တို့ဒီရရှိလာတဲ့တရေအချက်လက်တွေပေါ့နော်ကျွန်တော်တို့ဘူးဆွေးနွေးနေရ X ဆန်ဆက်ရှိတယ်။ဒီမှာ five season ကိုပဲမိမောင်းထုတ်ပြီးတော့ဆွေးနွေးနေတယ်။အာယုံခံမှုဆိုင်ရာဉာဏ်ကြီးမှာသူက sensory memory မှာဆိုလို့ရှိရင်အဲ့ဒီအာယုံခံစားမှုကနေရရှိလာတဲ့တည်အချက်လက်တွေကို30စက္ကန့်လောက်ထိမှတ်တမ်းတင်ထားနိုင်တယ်သူရဲ့ memory ထဲမှာ30စက္ကန့်လောက်ထိမှတ်တမ်းတင်ထားနိုင်တယ်အမြင်အာယုံကရရှိလာတဲ့အချက်လက်တွေကိုကြတော့သူကဒီ0.5ကနေပြီးတော့10စက္ကန့်ပေါ့နော် ၃ရက်တော့ငါးနေပြီးတော့တစ်စက္ကန့်အတွင်း तू ကအမြင်အာရုံကနေမှတ်မိနိုင်တယ်။အကြာအာရုံကကြတော့ तू ကကြတော့၂စက္ကန့်ကနေပြီးတော့၃စက္ကန့်အတွင်းမှတ်မိနိုင်တယ်။ထိတွေ့မှုကရရှိလာတဲ့အချက်လက်တွေကိုမှတ်မိမှုကကြတော့၂စက္ကန့်ပေါ့နော်။ဒီလိုမျိုးတွေသူတေသနာတွေ့ရှိချက်တွေဟာဟိုတစ်ခုနဲ့တစ်ခုတူတူနဲ့တူရဲ့ဟိုလေးလာတုံးသက်ချက်တွေဟာအနည်းငယ်ကွဲပြားမှုရှိပါတယ်။ဒါပေမဲ့လို့ပြင်းပြအနေနဲ့တော့ဒီလောက်ဒီလိုမျိုးအချိန်ကတ်တဲ့အတွင်းမဲ့သူတို့တွေ အဲ့လိုမျိုးအချိန်လေးတွေတွေ့မှာသူတို့မှတ်မိနိုင်တယ်ဒီအာယုံငန်အင်္ဂါတစ်ခုစီရဲ့အတွေ့အထိအမြင်အကြားပေါ်မှာမူတည်ပြီးတော့ပေါ့နော်မှတ်မိနိုင်တဲ့မှတ်မိမှုအချိန်တိုင်းဒါလေးရာဟိုဒါရေဘူးရာအဖြစ်ညီမတို့ထုတ်ယူပြီးတော့ဆွေးနွေးပေးထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်အာယုံခန်းစားမှုကရရှိလာတဲ့သတင်းချက်လက်တွေဟာ၃စက္ကန့်မှတ်တမ်းတင်ထားနိုင်တယ် ခုနဆက်ဆရီမေမိုရီယာနေပြီးရရှိလာတဲ့အကြောင်းအရာတင်ချက်လက်တွေကိုသုံးစက္ကန့်ဒါက तू ကဒီဒါသူကပြန်ပြချပြီးတော့30စက္ကန့်ဆိုပြီးဆွဲထုတ်ပြီးတော့ဒါကောက်ချက်ချပြီးတော့ဆွေးနွေးတင်ပြပေးခြင်းဖြစ်ပါတယ်။အမြင်အရုံအဆိုရင်10စက္ကန့်အကြာအရုံအဆိုရင်10စက္ကန့်ကနေ30စက္ကန့်ထိတွေ့မှုအကြာတော့20စက္ကန့်ဆိုပြီးတော့ကျမတို့ဒီ သူရဲ့မှတ်မိမှုပေါ့နော်မှတ်မိမှုရဲ့ဒါ duration လေးတွေကိုဆွေးနွေးတင်ပြပေးခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီအမှတ်တစင်းဒါကြောင့်ဒါဆိုရင်ဒီပါဆိုရင်ကျမတို့ sensory memory မှာအဓိကဒီမှာဆိုရင် iconic အမြင်အာရုံကိုအဓိကထားပြီးတော့ဆွေးနွေးမယ်နောက်တစ်ခုကကြတော့ကျမတို့အကြာအာရုံပြီးတော့တွေးထီမှုဆိုပြီးတော့အမြင်အကြာထိတွေ့မှု ဆိုတော့သုံးခုပေါ်မှာမူတည်ပြီးတော့ဒီမှာဆင်းရဲပြခြင်းဖြစ်တဲ့ဒီမှာဆိုရင် sensory memory ရရှိလာတဲ့တည်င်းချက်လက်တွေကိုဒီအားနဲ့ရရှိလာတဲ့တည်င်းချက်လက်တွေကိုတည်င်းချက်လက်တိုင်းက sensory memory ကိုရရှိလာတာမဟုတ်ဘူးဆိုတော့ကျွန်မရှင်းပိုင်းမှာဆွေးနွေးခဲ့ပါတယ်ရရှိလာတဲ့ sensory memory ကိုရရှိလာတဲ့တည်င်းချက်လက်တွေ okay တရားတော့ရရှိလာပြီ ဒါတွေကိုဒီချက်လက်တွေဒီတဲ့ချက်လက်တွေကိုရရှိလာပြီဆိုရင်ဒီတဲ့ရဲ့ချက်လက်တွေကို short term memory ထဲကိုပို့ရမယ်အချက်လက်တွေဒါသူ့ရဲ့ဒါ project လုပ်သွားတာပါဒီကဲဒီ memory ကနေပြီးတော့ project လုပ်တော့သွားတာပါဒါဆိုရင်ဒီ sensory memory မှာရောက်လာတဲ့တဲ့ရဲ့ချက်လက်တွေ okay ဒါတွေရောက်လာပြီဒီအချက်လက်တွေကိုတို့ဒီ short term memory ရဲ့ကိုပို့ရမယ်အချက်လက်တွေကို short term memory ရဲ့ကိုပို့လိုက်တယ်အဲ့ဒီ short term memory ဆိုတာသူအလုံးလုံးပါပဲလက်တွေ့လုပ်တော့မယ်ခုလည်း low 30လုပ်တော့မယ်ပေါ့နော် အဲ working memory လို့လည်းခေါ်တယ်။အဲဆိုရင် sensory memory တွေကိုရောက်လာတဲ့ဒီရင်ချက်လက်တွေကကျမရှေ့ပိုင်းမှာဆွေးနွေးခဲ့တယ်။အကုန်လုံးရောက်လာတာမဟုတ်ဘူး။အဲ့ဒီကရောက်တင်တဲ့လောက်ရောက်နိုင်တဲ့လောက်ကိုပဲရောက်လာတာ။အဲ့ဒီ sensory sensory memory တွေကိုရောက်လာတဲ့ဒီရင်ချက်လက်တွေကလုံးဆောင်တဲ့ကမှချက်ချင်းတုံ့ပြန်မဲ့ရာယူတဲ့ချက်ချင်းတုံ့ပြန်တဖို့အခြေအနေကိုရရှိလာတယ်။ဒီတရင်ဒီ sensory တွေဟိုတာမရောက်ဘူးဆိုလို့ရှိရင်တုံ့ပြန်မှုဆိုတာဟိုမဖြစ်နိုင်တော့ဘူးပေါ့နော်။ဒါကြောင့် sensory memory တွေကိုရောက်လာတဲ့အချက်လက်တွေဟာ ူတောင်းတယ်ဒါပေမဲ့သူ့အတွက်ကဘာအရေးပါလို့ဆိုရင်ချက်ချင်းတုံ့ပြန်မှုလိုအပ်တဲ့အကြောင်းအရာတွေကိုချက်ချင်းတုံ့ပြန်မှုအတွက်ဒီ sensory memory တွေကိုရောက်လာတဲ့တည်ရဲ့ချက်လက်တွေကိုဘာလို့ process လုပ်ပြီးတော့တုံ့ပြန်လို့ရတယ် အဲ့ဒီမှာတစ်ဆင့်ဒီ memory ရဲ့ကိုရောက်လာတဲ့တည်င်းချက်လက်တွေကိုဘာနောက်တစ်ဆင့်တက်သွားအောင်ဆိုရင် short term memory ရဲ့ကိုပို့လိုက်တယ်တချို့အချက်တည်းတချို့အချက်လက်တွေပေါ့နော်ဒီအချက်လက်တွေ short term နဲ့ကိုရောက်သွားတဲ့အချက်လက်တွေက working အလုပ်လုပ်ဖို့အတွက်ဒီ memory ဒီကမှတ်ဉာဏ်ကိုသုံးပြီးတော့သူကအလုပ်ဆက်ပြီးတော့ process လုပ်နိုင်မှုအတွက်ဒီတည်င်းချက်လက်တွေကိုအခြေခံမူတည်ပြီးတော့ဘာလုပ်ရအောင်ဆိုရင်သုံးပြုပြီးတော့လုပ်ဆောင်ပေးတာလေဒါကြောင့် sensory memory ရဲ့ကိုရောက်လာတဲ့အချက်လက်တွေအချို့ကိုဒီ short term နဲ့ကိုပို့လိုက်တယ်အဲ့ဒီအခါမှာဘာလုပ်ဖို့ ဲ့လိုမျိုးပို့လိုက်တဲ့အခါမှာ sensory memory ကနေ short term memory ကိုပို့လိုက်တဲ့အခါမှာဘာလို့ပို့လိုအပ်တုံးဆိုလို့ရှိ attention လိုအပ်တယ်အာယုံစူးစိုက်မှုလိုအပ်ပါတယ်အာယုံစူးစိုက်မှု မရှိဘဲနဲ့ဒီကကျမတို့ဒီ sensory တွေကနေပြီးတော့ short term နဲ့ကိုရောက်မလာပါဘူး sensory memory အာယုံငံမှတ်ဉာဏ်နေပြီးတော့ကျမတို့ရေတို့မှတ်ဉာဏ်တွေကို attention မရှိရင်မရောက်နိုင်ဘူး ။ဒါကြောင့် attention ရရှိအောင်လုပ်ဖို့လိုအပ်လုပ်ဖို့တော့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်အဓိကဒီ working memory ဒါကိုလွှဲပြောင်းနိုင်ဖို့အတွက်အာရုံစူးစမ်းမှု attention ဆိုတာအရေးကြီးတယ်ဆိုရဲအချက်ကလေးကိုအဓိကကျွန်တော်တို့ memory ကိုလေ့လာခြင်းအပြင်သိရှိလာစေရပါတယ်။အဲ့တော့တရားတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အတက်အပိုင်းချားပါလိုက်ပေါ့လေသူတို့တွေရဲ့ attention span တွေရှိတယ်သူတို့စီစီဥပမာငဲတဲ့ကလေးနှစ်နှစ်ကလေးဆိုရင်သူက လေးမိနစ်ကနေ10မိနစ်တွေးမယ်သူအာယုံဆိုင်နိုင်တယ်အဲ့တဲ့ပိုးသွားရင်ဟာအာယုံမဆိုင်နိုင်ဘူးအဲ3နှစ်ကလေးဆိုလဲအဲ့လိုပဲဥမာကျမတို့ဒီမူလာရန်ရွယ်ကလေးတွေဒါ6နှစ်ကလေးတွေဆိုရင်ဒါ12မိနစ်ကနေပြီးတော့30မိနစ်အဲ9နှစ်ရောက်သွားပြီဆိုရင်တော့14မိနစ်ကနေ35မိနစ်ဒါကြောင့်သူတို့တွေရဲ့မူလာရန်အောက်စစ်နေဆိုလို့ရှိရင်35မိနစ်တည်းပိုတဲ့အချိန်ကြာတွေရေးဆွဲမထားဘူးမိနစ်၄၀မိနစ်၄၅မိနစ်ကြီးရေးဆွဲလို့မရဘူးသူတို့က၃၅မိနစ်အလွန်ဆုံးပဲဒီ 35မိနစ်အတွင်းမှာနော်စီစဉ်ဆောင်ရွက်ပြီးလို့ရရှိရဲဆိုတာလေးအတိဘူးတုတာကိုရရှိစေပါရဲ။ဒါဆိုလို့ရှိရင်ကျမတို့အဓိက sensory memory မှာအာယုံခံမှတ်ဉာဏ်မှာဆိုလို့ရှိရင်သူက အမြင်အကြာအတွေ့အထိဆိုပြီးတော့အဲ့သုံးခုကိုအဓိကထားပြီးတော့ဆွေးနွေးသွားတယ်။ပထမဆုံးရှစ်ခုရှိတာမှန်တယ်။ပထမဟို sense ဒီကအာယုံငင်္ဂါ၈ပါးရှိတာဟုတ်တယ်အဲ့မှာ၅ပါးကိုမိမောင်းထုတ်ပြီးဆင်းနေရတယ်နောက်ဆုံးမိကြတော့ကျမတို့၃ပါးပေါ့လေအဓိကကြတာ၃ပါးပေါ့ တုံးမအမြင်ရဲ့အကြားရဲ့အတွေ့အထိရဲ့ဆိုပြီးတော့ကျမတို့ဆွေးနွေးပေးသွားတယ်။အဲ့ဒီမှာလည်းနောက်တစ်ခုက sensory memory တွေကိုရောက်လာတဲ့သတင်းအချက်လက်တွေကို short term memory တွေကိုရောက်ဖို့အတွက်ကျမတို့ဘာအဓိကလိုအပ်တုံးဆိုရင် attention ဆိုတဲ့အာရုံစုဆိုင်မှုလိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးသွားပါတယ်။ဒါဆိုလို့ရှိရင်ကျန်တဲ့အကြောင်းအရာတွေကိုလည်းနောက်နေ့တွေပါဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ် 谢谢。